နေ့ကအကြောင်းလေးပြောပြရစေအိန္ဒိယရဲ့ကောင်းကင်ကြီးအားစစ်မြေပြင်ဖြစ်လာပါတယ်ပါကစ္စတန်ကပြင်းထန်စွာလေကြောင်းအတိုက်ခိုက်ခဲ့ပါတယ်၎င်းတို့ကို drone အစဉ်300ခန့်နဲ့400ကြာဒုံးကြီးအချို့ကိုပြုလုပ်ခဲ့ပါတယ်၎င်းတို့ကို136ခုပြင်မှတ်ထားခဲ့ပါတယ်စစ်ပဆိုင်ရာနေရာများနဲ့အရာဘက်ဒေသနှစ်ခုလုံးကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်အဆိုပါတိုက်ခိုက်မှုကအိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့အနောက်ပိုင်းတို့မှာဖြစ်ပွားခဲ့ပါတယ်ပါကစ္စတန်ရဲ့ ရီမန်ချက်ကရှင်းပါတယ်တင်းမာမှုတွေကိုတိုးလာချင်းပါတယ်ဒါပေမဲ့အိန္ဒိယလက်နက်ကတောက်ဖွဲ့တွေကအခိုင်အမာရတည်ခဲ့တယ်ဝင်လာတဲ့ဒုံးတွေနဲ့ဒုံးကြီးတွေကိုပစ်ချခဲ့တယ်အသေးပြောင်းမရှိလို့ပျက်စီးဆုံးမှုလည်းမရှိခဲ့ပါဘူးဒုံးများနဲ့ဒုံးပြန်များရဲ့အပြက်အစီးကိုတော့နေရာနဲ့မှာပြန်ကျင်းနေတာကိုတွေ့ရှိခဲ့ကြရပါတယ်ပါကစ္စတန်ရဲ့ပြင်းထန်လှုပ်ရှားကလည်းကောင်းတို့အတွက်အဆက်ရစရာဖြစ်ခဲ့ပါတယ်မင်းညာကရှင်းနိုင်ရေးနောက်ပိုင်းမှာပါကစ္စတန်တက်ခဲမှုရဲ့ဖရန့်ဆိုမြင်ကွင်းတွေစတင်ထွက်ပေါ်လာခဲ့ပါတယ်။လေကြောင်းတက်ခဲမှုတင်ပို့တဲ့ဖရန့်ဆိုမြို့ကတော့ဂျမူးဖြစ်ပါတယ် ဂျမ္မူကပါကစ္စတန်နဲ့ကီလိုမီတာ60တာဝေးပါတယ်ဂျမ္မူမှာလေကြောင်းတက်ခိုက်ရေးအော်ဒရင်စတင်မိလာတဲ့နောက်တော့အဲ့ဒီဒေသမှာမိလုံးဝပြတ်သွားပါတယ်မိနစ်ပိုင်းတွင်းမှာပဲပါကစ္စတန်မောင်းလူမဲ့လေရင်တွေရဲ့ဒုံးကျည်တွေကိုမြို့ပေါ်မှာကောင်းကင်ရံမှာမြင်တွေ့ခဲ့ရပါတယ်အဆိုပါတက်ခိုက်မှုကိုအိန္ဒိယလက်နက်ကန်တပ်ဖွဲ့တွေကလင်းမြန်စွာတုံ့ပြန်ခဲ့ပါတယ်၎င်းတို့ကိုတနအီမပြည့်မီမှာပဲဝင်လာတဲ့ချိန်ဆမှုတွေရပ်တန့်နိုင်ခဲ့ပါတယ်ဂျမ္မူမြို့ပေါ်မှာအနည်းဆုံးဒုံးကျည်စစ်စင်းပြစ်ချခံခဲ့ရပါတယ် ်ဥဒမ်ပူနဲ့ဆွေနာဂါတို့မှာဒုံအချိုပျက်စီးခဲ့တယ်။နော်စီဒရာနဲ့ပါကစ္စတန်နဲ့နိုင်ငံမော်ဒူမဲ့လေးရင်နှစင်းကိုလည်းပြစ်ချခဲ့ပါတယ်။အိနီယာများအားလုံးကဂျမ္မူနဲ့ကက်ရှမီးယားမှာဖြစ်ပါတယ်။ပါကစ္စတန်ကတူရကီလက်နက်ကင်မောင်းတူမဲ့လေရင်တွေကိုအသုံးပြုခဲ့ပါတယ်။ရင်းနေရာတွေမှာပြစ်ချခံရတဲ့ဒုံးတွေဖြစ်ပါတယ်။ပါကစ္စတန်ကလည်းပန်ဂျောင်းမှာရှိတဲ့စစ်အခြေစိုက်ခံတွေတိုက်ခိုက်ဖို့အတွက်ကြိုးစားခဲ့တယ်။သူတို့ရဲ့ဒုံးတွေကိုပန်တာကော့နဲ့ ပန်တီဒါပေါ်မှာမြင်တွေ့ခဲ့ရပါတယ်ဒီဒုံးတွေကိုလည်းပြစ်ချခံခဲ့ရပါတယ်ပါကစ္စတန်ကဒုံးအစီ300ကနေ400ကျအထိအသုံးပြုခဲ့ပါတယ်အိန္ဒိယတပ်ဖွဲ့တွေကတော့အဆိုပါဒုံးအများအပြားကိုပြစ်ချပြီးဖြည့်ဆည်းရန်အတွက်အရွှေ့နဲ့အရွှေ့မဟုတ်တဲ့လက်နက်တွေကိုအသုံးပြုခဲ့ပါတယ်ဒုံးများကိုလှုပ်ဝက်အချက်အလက်စုဆောင်းရန်အတွက်လည်းအသုံးပြုခဲ့ပါတယ်ဒီတက္ကမူအတွက်အိန္ဒိယစစ်တပ်နဲ့လေတာတို့ပူးပေါင်းဆောင်လှုပ်ဆောင်ခဲ့တဲ့ဒုံးတွေနဲ့ဒုံးပြန်တွေကိုကုခန့်ကောက်ရံအတွက်အမျိုးမျိုးလက်နက်တွေကိုအသုံးပြုခဲ့ကြတယ်။၎င်းတို့မှာ အွှေနဲ့အွှေမဟုတ်တယ်လည်းနဲ့တွေဖြစ်ပါတယ်။ရွှေလနဲ့တွေနဲ့ပတ်သက်ပြီးတော့ပြောမှဆိုရင်တစ်ခုခုကိုထိမိတဲ့အခါမှာပောက်ကွဲစေတဲ့လနဲ့ဖြစ်ပါတယ်။ဥမာအဖြစ်ဒုံးကြီးတွေအကတ်ဒုံးကြီးစနစ်ကိုဂျမန်နေညာကတုံးပြုခဲ့တယ်။ဤစနစ်ကိုအိန္ဒိယလီတာနဲ့ကြီးတာနှလုံးကတုံးပြုခဲ့တယ်။အိန္ဒိယမှာလုံးလုံးလှုပ်ထားတာဖြစ်တယ်။၎င်းကဝေးရင်ပြင်းမတွေကိုဒီပိုင်းနဲ့တည်းပြည့်စည်နိုင်ပါတယ်။မင်းညာကဘယ်လောက်ထိထိရောက်တယ်ဆိုတာကိုတော်တော်ပြခဲ့ပြီဖြစ်တယ်။ ်အခုအသုံးပြုခဲ့တဲ့အခြားလည်းနဲ့အချို့ကတော့ပြောရမယ်ဆိုရင်၎င်းတို့ထဲမှာ L 70လင်းရင်ပြစ်တနဖြစ်ပါတယ်ဒီတနကမင်းညာကဂျမူးကိုကာကွယ်ရမှာအရေးပါတဲ့ခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်၎င်းကိုအိန္ဒိယစစ်တပ်ကလှုပ်ဆောင်ခဲ့တယ်တော့တီထွင်ခဲ့တာဖြစ်တယ်ဤတနမှာအလိုလျောက်ခြေရခန်းရေဒါပါပါတယ်ဆိုတော့ကလကောင်းကထောက်လန်းတဲ့ဝေရှင်ပြစ်မှောက်ကိုအလိုလျောက်ပြစ်ခတ်နိုင်တာဆိုပါတယ်မိလောင်မှုနှုံအလွန်မှမြင့်များပါတယ်တိုက်ခတ်မှုနှုံမြင့်မာတာကိုပြောချင်ချင်းဖြစ်တယ်တမနစ်အတွင်းမှာ ကြီအတောက်300ခန့်ပြစ်ခတ်နိုင်တာကိုတွေ့ရတယ်။ဒါကြောင့်အခုအကတ်ဒုံးကြီးစနစ်နဲ့ L70 တနအကြောင်းပျော်ပြီးပြီဒါပေမဲ့တခြားလေကြောင်းရန်ကာကွယ်စနစ်တွေကိုလည်းအသုံးပြုခဲ့ပါတယ်။အဲဒါကတော့ S400 လေကြောင်းရန်စနစ်ဖြစ်ပါတယ်။တချို့တွင်ရသူတို့အသုံးပြုခဲ့လို့ဆိုပါတယ်။ S400 ကအိန္ဒိယရဲ့အမြင့်ဆုံးလေကြောင်းရန်စနစ်ဖြစ်တယ်။အိန္ဒိယကဒီစနစ်ကိုရုရှားစီရောက်ဝယ်ခဲ့တာဖြစ်တယ်။စာချုပ်ကို2019မှာလက်မှတ်ရေးထိုးခဲ့ကြတယ်။ ီသဘောတူညီချက်ကြောင့်အိန္ဒိယကိုအမေရိကန်ကပိတ်ဆို့အရေးယူမယ်လို့ထိန်းချုပ်ခဲ့ပါတယ်ဒါပေမဲ့အိန္ဒိယကဝယ်လိုအားအယံမြစ်ခဲ့ပါတယ်ဤစနစ်ကအမေရိကန်အိန္ဒိယရဲ့စစ်တပ်အင်အားကိုလုံးဝပြောင်းလဲစေခဲ့ပါတယ် S400 ကပြင်းမှများကိုကီလိုမီတာ600กว่าဝေးတိခြေရခန့်နိုင်ပါတယ်ဆိုလိုတာကပါကစ္စတန်အတွင်း National လေကြောင်းလှုပ်ရှားမှုတွေကိုမြင်တွေ့နိုင်ပါတယ်မင်းညာက S400 ကိုအသုံးပြုခဲ့တာဆိုတာတော့တရားဝင်တည်ပြုခြင်းတော့မရှိပါဘူး အခုအဆွေမဟုတ်တဲ့လက်နဲ့တွေကိုကြည့်အောင်အေးအရာတွေကအရာဝတ္ထုတွေကိုပြည့်စင်ရရုပ်ပိုင်းဆရာအင်အားအသုံးမပြုတဲ့လက်နဲ့ဖြစ်ပါတယ်။၎င်းတို့ကလေဆာဒါမှမဟုတ် electronics နဲ့ jam market တွေလက်နဲ့တွေဖြစ်ပါတယ်။အိန္ဒိယက၎င်းရဲ့ကောင်းကင်ရန်ကာကွယ်ရန်အတွက်အဆွေမဟုတ်တဲ့လက်နဲ့တွေကိုအသုံးပြုခဲ့ပါတယ်။၎င်းတို့က drone ဖြင့်ပိတ်ဆို့ခြင်းစနစ်တွေကိုအသုံးပြုပါတယ်။၎င်းတို့ကို jam နဲ့ jam မူးနဲ့ပန်တာနော့ကော့မှာရှိတဲ့ latest scan တွေမှာ ထားရှိပါတယ်။အိန္ဒိယကလည်း ဒုံးကျည်ရှောက်ပွေးရေဒါတွေကိုအသုံးပြုခဲ့ပါတယ်။အီရေဒါတွေကဝင်လာတဲ့ drone တွေနဲ့ဒုံးကျည်တွေကိုရှောက်ပွေးချေရခန့်တယ်။သူတို့ကလေကြောင်းရန်ကာကွယ်ရေးအဖွဲ့တွေကိုအချိန်နဲ့တပြေးညီတင်ပေးတယ်။ပြီးတော့အဖွဲ့က drone များနဲ့ဒုံးကျည်တွေကိုအောင်မြင်စွာကြားပြနိုင်ရန်ကူညီပေးခဲ့ပါတယ်။အိန္ဒိယရဲ့လေကြောင်းရန်ကာကွယ်ရေးမိများအားကောင်းတော့ယခုမြင်တွေ့နိုင်ပြီဖြစ်တယ်။ဒီကာကွယ်စနစ်ကအလွန်များစွာရှိပါတယ်။ဒါပေမဲ့ဒီတိုက်ခတ်မှုတွေလှုပ်ခြင်းအဖြစ်ပါကစ္စတန်ကပါအများရလဲ။ အိန္ဒိယကမြေမြအဆင့်တစ်ဖြစ်နေပြီဆိုတာစမ်းသပ်စူးစမ်းနေတာလားသူတို့ရဲ့ရွယ်ချက်ကထောက်ထစ်ကြောင်ကြောင်ထိလက်မှုကိုပြန့်နှံ့စေတာပဲဖတ်တင်ခဲ့ပါတယ်